Hello အားလုံးပဲမင်္ဂလာပါဘိုးဘောင်မချင်းကနေကြိုဆိုပါရစေ။ပရီးမီယာလိပွဲစဉ်15ရက်ပထမဆုံးပွဲဖြစ်အာဆင်နယ်နဲ့အက်စတန်ဗီလာတို့ဒါအီဗီလာကွင်းမှာရှင်ပြိုင်ကစားတဲ့နေရာမှာအဆင့်1ကနေပြီးတော့ဖလားရဖို့တောက်လျှောက်ဆိုလိုကောင်းနေတဲ့အာဆင်နယ်ကိုအက်စတန်ဗီလာက2ဂိုးတကူနဲ့အနိုင်ယူပြတယ်ပေါ့နော်။တော်တော်ကိုကြည့်လို့ကောင်းကင်တဲ့ပွဲပါတော်တော်ကိုကြည့်လို့ကောင်းကင်တဲ့ပွဲပါသူတို့ပင်ပွဲပန်းနေတဲ့အာဆင်နယ်မိုင်းမီကေအာဒီတာရဲ့တောက်လျှောက်ဆိုသူတို့ကွင်းလေကလူစားလဲမှုတွေအပြောင်းလဲတွေမလုပ်နိုင်မင်းနဲ့တောက်လျှောက်သူတို့ကြာနေတဲ့ အာဆင်နယ်ကွင်းလေကိုအက်စတွန်ဗီလာကကောင်းကောင်းကိုကျွန်တော်တို့သာ discipline ရှိရှိနဲ့တုံ့ပြန်ပြသွားတာနှစ်ဂိုးတခုဆိုတဲ့ရတဲ့နဲ့အက်စတွန်ဗီလာကနိုင်တယ်ဆိုတော့ခဏနေကျွန်တော်အာနော်အာဆင်နယ်ဘက်ကျွန်တော်ပြောပါမယ်ဆိုတော့ဒီဘက်အက်စတွန်ဗီလာကအနိုင်ရသွားတဲ့အတွက်ကျွန်တော်အဆင့်တစ်ကအာဆင်နယ်နဲ့အက်စတွန်ဗီလာရဲ့ဂျားထဲမှာအမှတ်ကွာဟမှုက၃မှတ်ပဲရှိပါတယ်အမှတ်ကွာဟမှုက၃မှတ်ပဲကျွန်တော်ရှိပါတယ်ဆိုတော့ဒါဟာအင်မတန်အန်ဒီရဲ့များတဲ့အခြေအနေပါနော်ဟိုနောက်တန်းနေလဲတောက်လျှောက်သူလိုအာဆင်နယ်ကဒဏ်ရာရနေတဲ့အပြင်နောက်ဆုံးပရီးမီးယားလိ၅ပွဲမှာလဲသူတို့ဒ ဘယ်လိုပြောမလဲနိုင်ပွဲတွေကဖြည်းဖြည်းချင်းနဲ့ပျောက်လာပြီပေါ့နော်နိုင်ပွဲတွေကျွန်တော်ဖြည်းဖြည်းချင်းနဲ့ပျောက်လာပြီတော်တော်ကိုစိတ်ပူစရာအနေထားကျွန်တော်ဖြစ်နေပြီပေါ့အာဆင်နယ်ရဲ့ဘက်ကဆိုတော့ S2 မီလာကတော့တော်တော်ကိုကောင်းလာပါ S2 မီလာကတော်တော်ကိုကောင်းတယ်ကျွန်တော်စဉ်းစားကြည့်ပြန်ကျွန်တော် S2 မီလာနဲ့ပတ်သက်လို့ပြောရင်တော်တော်ကိုကောင်းလုံးနေပေါ့နော်ပထမရာသီမှာအဲ sorry ဒီပဒီရာဒီပထမအစမှာရာဒီစ3လဲ4ပွဲလောက်ထိကိုတိုက်စစ်ကဂိုးတွေမရဘူးခန်စစ်ကကျွန်တော်နေနေပေါ့အပြောင်းတော့ဗာလေဒီဂိုးတွေအဲမပြအောင်မပိတ်နိုင်ဘူးပေါ့ဒါတေးပွဲတွေတအားများရင်းနဲ့ဘာဖြစ်လဲဆိုတော့ နီးပြအပြောင်းလဲမလုပ်ဘူးပေါ့နော်။ United Emirates အပြောင်းလဲမလုပ်ခင်းနဲ့ကျွန်တော်ဒီတောက်လျှောက်ဆိုသလိုပြီးခဲ့တဲ့ຢာဒီကနဲ့ပုံစံတူတွေသွားနေတော့အသင်းတိုင်းကအသင်းတိုင်းဆိုရတဲ့သူတို့ကိုရင်ဆိုင်ခဲ့မှုတဲ့အသင်းကြီးကအဖြေရှားတာလွယ်သွားပြီပေါ့။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာမဖြစ်မနေဆိုသလိုရလတ်တွေကထင်းသလိုကောင်းမနေတော့အပြောင်းလဲတွေကမဖြစ်မနေလောက်ရမယ့်အချင်းကြီးကိုကျုံလာတော့အပြောင်းလဲတွေလုံရင်းနဲ့ကျွန်တော်တောက်လျှောက်ကောင်းလာတယ်။ကောင်းလာရင်လည်းကျွန်တော်တို့က2-1ဆိုတဲ့ရလိုင်းနဲ့ဒီပွဲမှာအနိုင်ရရင်နဲ့နောက်ဆုံးပွဲစဉ်ဒီမှာပေါ့နော်။တောက်လျှောက်ဆိုလိုနိုင်ပွဲတွေကောင်းနေတာ။လီဗာပူးရဲ့ကွင်းမှာကျွန်တော်ပေါ့နော်။လီဗာပူးရဲ့ကွင်းမှာ နဂိုးကုမကြီးနဲ့ရှုံနေခဲ့တဲ့ပွဲလောက်ကကျွန်တော်တို့ရင်ဂျန်နယ်ပွဲစဉ်တွေကအက်စတူမီလာတော်တော်ကောင်းတာဆိုတော့ဒီပွဲကိုကြည့်ကြည့်ရင်အက်စတူမီလာဟာလက်ရှိမှာအာဆင်နယ်ကိုပေါ့နော်ပထမပိုင်းကတည်းကအာဆင်နယ်ပြိတ္တရီဆိုလို့ရှိရင်တော့သတိထားမိလိမ့်မယ်လို့ထင်တာပဲအာဆင်နယ်ဘက်ကအရင် slow ပြီးဖြစ်တယ်ဘလူးအပ်တဲ့ဘောလုံးတွေတအားပြတ်တယ်ကစားသမားတွေမှာကလုံးဝ fatigue ဖြစ်နေတယ်လို့ပြောရမှာလားမပြောရနဲ့နော်ကစားသမားတွေမှာတအားကိုအေးအရင်အရင်နှေးလုံးနေပြားတယ်ကျွန်တော်မြင်ရတဲ့အာဆင်နယ်ကတော့မနေဘူးကျွန်တော်တို့သတိထားမိတဲ့အာဆင်နယ်က ဆိုတော့ Champions League ပွဲစဉ်တွေဥရောပပွဲစဉ်တွေအပြင် Midweek Premier League တွေပါကစားရတယ်။ဒါအပြင်အခုလက်ရှိကျွန်တော်တို့က Boxing Day ပါကြီးကစားတဲ့ခါကျတော့ Arsenal ကတော်တော်ကို injury ပြဿနာတွေပါကြုံနေရတော့ကြာလာတဲ့အနေထားပါ။ဘာလို့လဲဆိုတော့တအားကိုနှေးလွန်းတယ်။တအားနှေးလွန်းပြီးတော့ဗောနော်သူတို့ရဲ့ဟိုဒီ imposition out of position တွေမှာတုံ့ပြန်ပုံတွေကတော်တော်ကိုရှေ့ပွဲတွေကနေခြားခြားနာလွန်းတယ်။ဆိုတော့ ဒါဟာ S2 Mila ရဲ့ဘက်ကတုံ့ပြန်မှုကောင်းတာလဲစိုင်းတယ်။ဘာလို့လဲဆိုတော့ S2 Mila ကဒီပွဲမှာဆိုလို့ရှိရင်သူတို့က in position out of position မှာတော်တော်ကောင်းနေတာနော်။ဒီပွဲမှာတော်တော်တိုင်ပယ်ဆုံးလို့ပြောလို့ရမယ်။ Oliver Wiggins Wiggins တောင်မှပထမပိုင်းတော်တော်ကောင်းတာ။ဒီကောင်ကိုယ်တိုင်ခန်စစ်ကစားမနှစ်ယောက်ကိုအလိန်ခေါက်လုပ်ပြီးတော့ကန်တာ David Raya ကိုကွတ်တိမှန်သွားလို့မဟုတ်ရင်ကျွန်တော်တို့အနေနဲ့ပို့ပြီးတော့အချိန်ကြီးကကောင်းသွားမှာ။ဒါပေမဲ့လို့ Oliver Wiggins ကဒုတိယပိုင်းကျွန်တော်နှေးလာတယ်29 30လည်းဖြစ်နေပြီ။ဒုတိယပိုင်းကျွန်တော်နှေးလာတယ်။ ဒီ physical ဘိုင်းရပါတော့ကျွန်တော်တို့ကရှင်းနိုင်ပြီမဲ့လေလို့လိုအပ်တဲ့ပေါ်အဘောတွေပြေးရမယ်လွှားရမယ်ဆိုလို့ရှိရင်မရတော့ဘူးပေါ့နော်မရတော့ဘဲနဲ့ counter attack တီမှာဆိုလို့ရှိရင်သူ့စီကိုရလာတဲ့ဘောတွေကအရန်ကိုအဲဘယ်လိုပြောမလဲဖြုံးတီးရကြတယ်လို့ပြောရမှာလားမတိရောက်တော့ဘူးပြောရမှာပေါ့နော်အဲ့တော့ Daniel Melan တို့ကစားမတွေကိုကျွန်တော်ထည့်တယ်အမြင်ပေါ်အရန်ကောင်းတဲ့ကစားမမဟုတ်ပေမဲ့လေလို့ပေါ့နော်ကျွန်တော်ဒီ counter attack တီကနေတစင် Arsenal ရဲ့ပင်ပန်းနေတဲ့နောက်တန်း Arsenal ရဲ့ပင်ပန်းနေတဲ့ကွင်းလေကိုအသာစီးယူရင်ပြေးဖို့လွားဖို့သူတို့ကြိုးပမ်းတာ တကယ်အလုပ်ဖြစ်ခဲ့တာကြီးကျွန်တော်ရှိတယ်ဆိုတော့ Aston Villa ကသူတို့ out of position မှာဆိုလို့ရှိရင်ဒီပွဲမှာ442တွေပါနေတယ်သူက mid block ကစားသွားတာဗျာမလူဘက်နဲ့ high pressing counter pressing တွေတွားတာမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်သူတို့ဝင်နေဟို Aston Villa Arsenal ဘက်ကဘောလုံးရောက်လာပြီဆိုမှအဲ့ဒါကို lock ချပြီးတော့သူတို့ကလုံးဝ down shot pressing လုပ်ဖို့တွားတာအဲ့ဒါကြောင့် Arsenal ဘက်ကလည်းဒီတိုင်းပဲတုံ့ပြန်တာပဲမလူဘက်နဲ့သူတို့ဘက်ကလည်း high pressing တွေသူတို့တွားဖို့မလုပ်ဘူးဆိုတော့ဒါကြောင့်ပေါ့နော် Aston Villa ရဲ့ out of position 442ဟာ တော်တော်ကိုအလုတ်ဖြစ်ခဲ့ပြီးတော့အာဆင်နယ်အတွက်အခွင့်အရေးတွေရခဲ့သည့်တန်ရောင်အပိုင်အခွင့်အရေးဆိုတာတော်တော်ကိုနည်းခဲ့တာနောက်ဆိုတော့ Aston Villa ဘက်ကလည်းပဲဒီတိုင်းပဲဂိုးပေါက်ချင်းချောင်းမှုတွေအများကြီးမရှိဘူးဒါပေမဲ့လည်းလို့ရှိတဲ့နည်းနည်းလေးတွေမှာသူတို့ဘက်ကလည်းအရင် Andy ရဲ့မြောင်းသူတို့လုံနိုင်ခဲ့ရသွားတဲ့ပထမဂိုးဆိုလို့ရှိရင် Medicash သူနဲ့ကန်ချက်တော်တော်ကောင်းလုံးနဲ့ကန်ချက်ပါအဲ့မဲ့အဲ့ဒီရဲ့ရှိမှလည်းသူအဲ့ဒါလိုတလုံးရတယ်အဲ့ဒီတော့ကတော့ Declan Rice က block လုပ်ဖို့အခွင့်အရေးရှိခဲ့တာဒါပေမဲ့လို့ပေါ့နော်ကျွန်တော်ဒီအွာကတော့ block မလုပ်နိုင်ခဲ့ဘူးနောက်တလုံးကတော့ဘလုံးက block မလုပ်နိုင်ခဲ့ပဲနဲ့ အစီရှိနေတာဗောနော်အစီလည်းတော်တော်ကြီးကိုနှေးလို့နေအဲ့တော့အက်စတိုမီလာဘတ်ကတော်တော်ကောင်းတယ်ဆိုတော့ဝင်ဒီယာကန်သွားတဲ့လုံးဆိုလို့ရှိရင်လည်းပဲဗျာရှုပ်ချက်တွေခက်နေတာအာစနယ်ကလုံးဝကိုရှင်းမထုတ်ဘူးအာစနယ်လုံးဝရှင်းမထုတ်ဘူးပေါက်ထဲမှာအရင်ရှုပ်ချက်တွေခက်နေတာတော့သူတို့ပေါက်ထဲမှာသူတို့ကအန်ဒီယေကိုပိတ်ဆို့ဖို့ကြိုးပမ်းမှာဘီနာကအိုဒီကက်တို့ပါလို့ဆိုလို့ရှိရင်လည်းဘာမှန်ကိုရုတ်တရက် react မလုပ်နိုင်ဘူးဗောနော်ဆိုတော့ဖြတ်တင်ဘောတွေကတစအာအစပေါ့နော်အောက်ကိုကျလာတဲ့ second ball တွေအထိ area box ထဲမှာရှုပ်ရက်ခက်နေဝင်ဒီယာကကျွန်တော်ကန်သွားတာဆိုတော့ arsenal အတွက် တုံ့ပြန်ပုံတွေအရန်နှီးခဲ့ပြီးတော့ပွဲပန်းနေတဲ့အခြေအနေမျိုးတွေကျွန်တော်တို့ကောင်းကောင်းတွေးကြရတယ်ပေါ့ဒါကြောင့် Aston Villa ဘက်ကတော့ဒီပွဲမှာဆိုလို့ရှိရင်နောက်ခံလူကွန်ဆာတော်တော်ကောင်းနေတယ်မှာပါတယ် EMSN Medicash တော်တော်ကိုကောင်းနေတယ်မှာပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကွင်းလေကပေါ့နော်ကာမာရာနဲ့ UD Telemans တော်တော်လေးကောင်းနေပထမပိုင်းမှာဆိုရင် Rogers တယောက်တော့ပဲကောင်းနေနော် Rogers ကပထမပိုင်းမှာတော်တော်ကောင်းတာဒုတိယပိုင်းလည်းပဲဒီကောင်းကောင်းလို့ပဲ Morgan Stroger တော်တော်လေးကိုကောင်းနေတယ်မှာပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်ရင် Aston Villa ဟာ ကျွန်တော်တို့အာဆင်နယ်ဘက်ကဖလားရဖို့အတွက်အချိန်ကြီးကောင်းကောင်းသွားနေတဲ့ပုံစံနဲ့မှာအမြဲတမ်းဒုက္ခပေးနေရှိရအခုဒီယာဒီမှာလည်းထက်ပြီးတော့သူတို့စီကအမှတ်ယူရင်ဒုတိယနေရာကအာဆင်နယ်ကိုအမှတ်ကတ်နိုင်ပြီဆိုတော့၃မှတ်ပဲကျွန်တော်တို့ကျန်တော့တယ်ပေါ့နော်ဆိုတော့အာဆင်နယ်အတွက်ကလာမယ့်ပွဲတွေကဆိုတာသတိထားရတော့မှာပါဘာလို့လဲဆိုတော့ဟိုအကယ်လို့မြန်မန်ချက်စတာစီးတီးနိုင်နေဆိုလို့ရင်သူတို့နဲ့၅မှတ်ပဲကွာတော့မှာဆိုတော့အာဆင်နယ်အတွက်မလွယ်ဘူးပေါ့နော်ဆိုတော့အာဆင်နယ်နဲ့ပတ်သက်လို့ပြောရရင်အာဆင်နယ်ဟာဒီပွဲမှာဂိုးပေါက်ကွန်တီမှု၅ချိန်ရှိပါတယ်နော်တိုက်ဟာဂိုးပေါက်တက်တာ၈ချိန်ရှိပြီမဲ့လို့ဂိုးကတကူးပဲရတယ်ခုနကပြောလို့ပဲ ဒီပွဲမှာဂိုးသမားမာတီနက်စ်တို့အရင်အန်ဒီရများခဲ့တဲ့အလုံးဆိုတော့အိုဒီကအဝေးရကန်တဲ့အလုံးတော့ပဲကျွန်တော်ရှိတာဒါတော့မှဘားရန်မှန်တာအလုံးဆုံးပဲသူနည်းနည်းလေးကျွန်တော် ပုတ်ခဲ့တာဂိုးလုံးမဖြစ်သွားတယ်ပေါ့ဘာလို့လဲဆိုတော့ဒေါင်းကံမဖြစ်သွားတယ်ဒါပေမဲ့လို့မာတင်အိုဒီကရဲ့ပထမဆုံးကန်တဲ့အလုံးနေဂိုးသမားတက်တဲ့ဖြစ်တယ်ကန်ချက်ကောင်းလို့ရှိရင်ဂိုးသမားတက်တယ်ဗျာစာကာတို့ရောသိလားကန်ချက်ကောင်းတဲ့လုံးနေဆိုလို့ရှင်ဂိုးသမားတဲ့တယ်ဒါပေမဲ့ကန်ချက်ကဘယ်လိုပြောလဲဆိုတော့အဲမကောင်းတော့ဘူးဆိုသိရလဲ ဟိုမာတီနက်စ်ပြန်မပြောနဲ့ဘာမှန်ကိုအလုံးမဖြစ်ခင်တာအာဇနယ်ဘက်ကဒီပွဲတိုက်စင်မှာဆိုလို့ရှိရင်ဗောနော်ထရော့ဆာကိုကျွန်တော်လူသားပြန်လဲလိုက်တယ်ဒန်ယာပြက်တနာကိုသူတို့ဒါကာကွယ်ဖို့ဗောနော်ထရော့ဆာကဝင်လာချင်းသူတုံးသွားတယ်အာဂိုးသွင်းသွားတယ်ဒါပေမဲ့လေဒီပွဲမှာဆိုလို့ရှိရင်စာကာတို့ကလည်းအဲသူကိုယ်တိုင်ကဗောနော်ရခဲ့တဲ့ကိုမှသူကအရေးကြီးခဲ့တယ်ဆိုပေမဲ့လို့ဒီတပွဲလုံးအနေထားနဲ့ကျွန်တော်ချင်းအချိန်ကြီးကမကောင်းဘူးတော်တော်ကိုပါဆိုတော့အဓိကကအာဆနယ်ရဲ့ကွင်းလေကတော်တော်ကိုပြင်မဲနေတယ်လို့ပဲကျွန်တော်ပြောရမှာဒက်ကလန်ရိုက်စ် စူပါမင်ဒီနှစ်ယောက်ကတော်တော်ကောင်းပါတယ် physical ဘိုင်းရလည်းတော်တော်ကောင်းနေတယ်မှာပါပါတယ်သို့တော်လည်းပဲသူတို့နှစ်ယောက်ရဲ့ဘောနော်ကျွန်တော်ဒီ physical ဘိုင်းမှာဆိုလို့ရှိရင်အရန်ကိုပင်မန်းလာပြီပင်မန်းလာပြီအထူးသဖြင့် physical night ပတ်သက်လို့ဘောနော်အရန်အားထားတဲ့ဒီအသင်းအနေနဲ့တွေ့တဲ့အခါဆိုလို့ရှိရင်ဒီကွင်းလေကကစားရပါများတဲ့အခါကျတော့တော်တော်ကိုလိုအပ်ချက်တွေဖြစ်လာပြီဘောနော်ဆိုတော့ဒါကြောင့်ရှေ့ပွဲတွေမှာဆိုလို့ရှိရင်ဟိုဘယ်လိုပြောမလဲလိုအပ်ခဲ့တဲ့ပွဲတွေမှာနီးပြအာတီတာကလူစားလဲတာတွေပါတယ်မလုတ်ခဲ့ဘူးဘောနော်အရန်နောက်ကြတယ်ဗျာအဲ့ဒါ88တို့89တို့မှာလဲတာတွေက တော်တော်ကိုပြက်တနာကြီးတယ်ပေါ့နော်ဆိုတော့မီခေမေရီနိုကိုလည်းတိုက်စစ်အဖြစ်သုံးသွားတယ်လို့အိုဒီဂတ်ကိုလည်းနံပါတ်10လို့အဖြစ်သုံးလာတော့ကွင်းလေကသူတို့ဒီဒိမတ်ကကောင်းအောင်လောက်လွဲလို့ချင်းဂျန်နက်ဂဇာမာကအများကြီးမရှိတော့ဘူးအဲ့တော့ Rice နဲ့ Zubimendi တို့သူတို့တို့လောက်အောင်နေကြလာတာက Arsenal ရဲ့ out of position နဲ့ခံစစ်ကိုကူဖို့နေရာမှာအဓိကထိုးနှက်ချက်ဖြစ်ခဲ့တယ်လို့ကျွန်တော်ပြောရမယ်။အဲ့တော့နောက်တန်းမှာဆိုလို့ကျွန်တော် Hinkepier တို့ Julian Timber တို့က Saliba တို့ဒီ Gabriel တို့လောက်တော့ပေါ့နော် အခြေအနေမကောင်းနိုင်ဘူးပေါ့လေမကောင်းနိုင်ဘူးဆိုတော့ Oliver Wiggins ကိုလည်းအမြင်ပေါ်တွေရှင်မလုနိုင်ဘူး hold the play တွေသူတို့ဘလို့မှမလုနိုင်ဘူးပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီဒုတိယပြိုင်မှာဝင်လာပါတယ်ဆိုတော့ Daniel Melan တို့ကိုတောင်းမှ Julian Timber ကို Aston Villa က target ထားပြီးတော့ long ball တွေပြီးတာဗျာเนาะအဲ့ဒီမှာကျွန်တော်တို့ဒီအဲကောင်းနေပါတယ်ရှင်တိုက်သေးတယ် physical ဘိုင်းသူမကောင်းမိမဲ့တယ်လို့ပေါ့နော်ကောင်းနေပါတယ်ရှင်တိုက်ရင်းနဲ့သူတို့ဒီ counter attack တွေပါတွားဖို့လုပ်တာအဲ့တော့ Arsenal အတွက်ကအဲ့ပိုင်းတော့တော်တော်ကိုအန်ဒီယေများခဲ့တာသို့တော်လည်းပဲ တော်တိုင်ပတ်သွားတယ်အာဆင်နယ်ဘာမှမလုပ်နိုင်ခဲ့ဘူးပေါ့နော်ဆိုတော့ LG ဆိုလို့ရှိရင်လည်းပထမပိုင်းမှာအစွန်ထွက်ကစားရတာလေအတိုင်းအတာတစ်ခုပြီးပါတယ်ပေါ့နော်ဒါပေမဲ့လို့နံပါတ်10ရူမှာ तू ကပို့ပြီးတော့ပြိုင်ဘက်ကိုထိုးနှက်နိုင်တဲ့အခြေအနေမျိုးဗျာဆိုတော့ဟိုတောင်ဝင်မှာဆိုလို့ရှိရင် तू လည်းအလုံးမဖြစ်ခဲ့ဘူးပြဿနာက OD ကတ်ကို तू ကပွဲချိန်ပြေးသုံးခြင်းတာမာတင် OD ကတ်ကိုပွဲချိန်ပြေးသုံးခြင်းတဲ့အခါကျတော့ LG ကိုထုတ်လိုက်တယ်ထုတ်ပြီးတော့ကျတော့ Trosser ရောဘာလို့လဲဇာမာတွေထည့်တယ်ထင်းထင်းကျတော့ဂိုးဒီပါရရတယ်သူတို့ဒဏ်ရာကြောင့်သူ့ကိုချက်ချင်းပြင်လဲလိုက်တယ်နော်ဒါပေမဲ့လို့တိုက်စစ်မှာ Victor Yokres ဘာမှမလုပ်နိုင်ဘူး ်ဖီတာယိုဂရက်ဆိုတိုက်စစ်မှာဘာမှန်းကိုမလုပ်နိုင်တာတကယ်ပြောတာကျွန်တော်ဟိုယိုဂရက်စ်နဲ့ပတ်သက်လို့ဘောနော်ကျွန်တော်ပြန်တွေးကြည့်ရင်ဒီကောင်ဘာမှန်းကိုမလုပ်နိုင်ဘူးဗျာသိလားအမီကေမေရီနိုကမှအများကြီးကျွန်တော်နေနောက်ကိုဆင်းပြီးတော့တည်တယ်မလားဘောလုံးပေးတာတွေပါတယ်နော်ဟိုးတဲ့ပလေးတွေပါနေကောင်းနေတယ်ဗီတာယိုဂရက်စ်ကတော်တော်ကိုဆုတ်တာတော်တော်ကိုဆုတ်တာဘာမှန်းကိုမလုပ်နိုင်ဘူးဆိုတော့ဒီပွဲမှာအာဆနယ်ရဲ့အကောင်ဆုံးကစားသမားဆိုရင်ဒေးဗစ်ရာယာပဲ3 3 1 4 1နေမှာဖြစ်တာပဲကံကောင်းလို့ကျွန်တော်ပြောရမယ် နော်ဒီ wagons တို့ကန်နေအလုံးတွေတို့နော်ကျွန်တော်တို့ဒီကန်ချက်ကောင်းကောင်းသူဖမ်းလိုက်ရတဲ့အလုံးတွေကြားရှိတယ်ဆိုတော့အဲ David Raya အတွက်တော့အရန်ကိုခက်ခဲတဲ့ပွဲတွေကိုသူကန်ခဲ့ရတယ်ပေါ့လေဆိုတော့ဒါကြောင့် Arsenal ကတော့ပြောရင်းဆိုရင်းဆိုလို့ကျွန်တော်တို့ဒါဘာပြောမလဲအရန်ကိုအချိန်ကြီးကောင်းအမှတ်တီတောက်လျှောက်ဖျက်ထားတဲ့အနေထားကနေပြီးတော့နှစ်မှတ်အကွာသုံးမှတ်အကွာဆိုတဲ့အနေထားမျိုးတွေကိုပြိုင်ဘက်တီကရောက်လာပြီပေါ့အာဆင်နယ်အတွက် Champions League တွေဥရောပပြိုင်ပွဲတွေပါကျွန်တော်ပါလာမဲ့အနေထားမျိုးမှာသူတို့တွေဒါတွေကိုဘယ်လိုတုံ့ပြန်မလဲပဲကျွန်တော်ကြည့်ရတော့ ဒီမလွယ်ပါဘူးเนาะချန်ပီယံဖြစ်ဖို့သွားနေတဲ့ကလပ်တင်းတစ်ခုအတွက်ဘယ်အသင်းနဲ့မဆိုကျွန်တော်တို့ကပေါ့နော်ဘယ်လိုပြောမလဲဒီအမြဲတမ်းသတိထားရတယ်သူတပင်းအက်စတူမီလာကဒီပွဲမတိုင်ခင်ကတည်းကတောက်လျှောက်ဆိုသူတို့သူတို့ကဗျာဒီလားတအားကောင်းနေတာအက်စတူမီလာတွေနိုင်ပွဲတွေပါဇက်တိုက်တွေပါသူတို့သွားနေတာဒီယာဒီမပထမဆုံးမဟုတ်ဘူးပေါ့နော်အာဆင်နယ်ကိုသူတို့ကအမြဲတမ်းဒုက္ခပေးတာအာဆင်နယ်ကောင်းတဲ့ယာဒီတိုင်းအဲ့တော့တိုင်ပက်ခဲ့ရတယ်ဆိုတော့2-1နဲ့အက်စတူမီလာနိုင်သွားတယ်ဦးနိုင်အမ်ရီတွေ့တော့တကယ်ကိုကောင်းလုံးနဲ့ပွဲပါဒီနိုင်ပွဲကနစ်စနစ်ပိုင်းအရာကောเนาะကျွန်တော်ရလက်အရာကောလုံးဝပြောစရာမလိုခဲ့ဘူး အာဆင်နယ်နဲ့ပတ်သက်လို့ညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်